Radio Energy သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio Energy စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းနေဖြင့်မင်းတက်မြို့ကိုစစ်တပ်ကညပိုင်းမှာလေကြောင်းကနေဘုံထက်ကျဲတဲ့သတင်းကို တင်ပြပေးပါမယ်ချင်းပြည်နယ်မင်းတက်မြို့ကိုအာဏာသိမ်းစစ်တပ်ကအော်တိုဘာလ၄ရက်မနက်ပိုင်းမှာလေကြောင်းကနေဘုံကျဲခဲ့ပြီး ညတကောင်ချိန်မှာဘုံထက်ကျဲတယ်လို့ဒေတာသတင်းရင်းမြစ်ကပြောပါတယ်။မနေ့အော်တိုဘာလ၄ရက်နေ့ည7:43မိနစ်မှာနေပြည်တော်အေလာလီတက်ကနေတက်လာတဲ့တိုက်လေရင်ကမင်းတက်မြို့ပေါ်တနေရာကိုဘုံနှလုံးကျဲချခဲ့တာလို့ဆိုပါတယ်။အကြံဖတ်စစ်တပ်ဟာချင်းဒေတာကာကွယ်ရေးတပ် CDF မင်းတက်ပါဝင်တဲ့ချင်းညီနောင်မဟာမိတ်တွေတင်ပိုက်ထားတဲ့မင်းတက်မြို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေမကြာခဏလုပ်လိမ့်ရှိတယ်လို့မှတ်တမ်းတွေအရသိရပါတယ်။အကြံဖတ်စစ်တပ်ဟာ အော်တိုဘားလ၄ရက်နေ့မနက်အစောပိုင်းတနာ yı ခွဲဝင်းကျင်မှာမင်းတပ်မျိုးပေါ်နှစ်နေရာကိုလေကြောင်းတိုက်ခိုက်မှု၂ကြိမ်လုပ်ခဲ့တယ်လို့ CDF မင်းတပ်သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနကမနေ့ကပဲထုတ်ပြန်ထားပါတယ်။အဲ့ဒီမနက်ပိုင်းတိုက်ခိုက်မှုမှာပြည်သူပိုင်အိမ်တွေပျက်စီးခဲ့ရပြီးဒေသနေပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကသူတို့လက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေတွေနဲ့မြို့ရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေအရှိန်မြှင့်လှုပ်ဆောင်နေတာကြောင့်စစ်ရေးတရိပ်ရှိဖို့နဲ့ လေချောင်းရံကာကွယ်ရေးဆိုင်ရာတွေကိုလိုက်နာကြဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်မန်းလေးမုံရွာလမ်းပေါ်မှာစက်ကြီးကောက်နေတဲ့စစ်သားတွေကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှုမှာစစ်သား3ဦးသေပြီး5ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကမုံရွာမြို့နဲ့မန်းလေးတိုင်းကမန်းလေးမြို့ကိုဆက်သွယ်ထားတဲ့မန်းလေးမုံရွာလမ်းပေါ်မှာစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်သားတွေကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား3ဦးသေပြီး5ဦးဒဏ်ရာရသွားတယ်လို့မုံရွာခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ထားပါတယ်။မန္တလေးမုံရွာလမ်းပေါ်မှာခီးသွွားပြည်သူတွေကိုအနိုင်ကျင့်ပြီးစစ်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်သားတွေကိုမနေ့အော်တိုဘာလ4ရက်နေ့ညနေ9:35မိနစ်အချိန်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်သား3ဦးနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားတာကြောင့်စစ်တပ်ဘက်ကအင်အား30ခန့်စစ်ကူရောက်လာချိန်မှာထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုတိယအကြိမ်မိုင်းဆွဲခဲ့မှုမှာစစ်သား5ဦးဒဏ်ရာရသွားတာလို့မွန်ရွာခိုင်အမှတ်လေးတပ်ရင်းကရှင်းပြထားပါတယ်။အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုတွေကိုမွန်ရွာခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနှင့်ငါးမြင်းဆောင်ကွန်မန်ဒိုဖို့စ်အဖွဲ့ကဦးဆောင်ခဲ့တာဖြစ်ပြီးမွန်ရွာခိုင်အမှတ်လေးတပ်ရင်းလေးအထူးကွန်မန်ဒိုတပ်ဖွဲ့မွန်ရွာသပွိုင်းမွန်ရွာခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း28တပ်ခွဲ3တမူးခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်လေး TSG တပ်ရင်း ချင်းတွင်း Fighter Group တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့မုံရမန်းလေးလမ်းပေါ်မှာစစ်ရင်နှန်းတွေနဲ့တွေ့ရင်အဲ့ဒီစစ်ရင်နှန်းနောက်ကနေကတ်မလိုက်ကြဖို့မုံရခဲအမှတ်လေးတရင်ကတတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးရွှေဘုံမှာအင်အား60ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ရာစစ်သား9ဦးသေပြီး၄ဦးဖမ်းမိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာ အင်အား60ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လိုင်းတပ်တွေပိတ်ဆို့တိုက်ခတ်ခဲ့ရာစစ်သား9ဦးသေဆုံးပြီး4ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းတွေလည်းတင်ဆက်ရရှိခဲ့တယ်လို့ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်တပ်မတော်အမတ်78တရင်ကဒီနေ့အော်တိုဘာလ9ရက်မှာထုတ်ပြန်ပါတယ်။တမတ်33လက်အောက်ခံ အမတ်8အခြေခံစစ်လေ့ကျင့်ရေးတပ်စကခ8ကအင်အား60နဲ့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုအော်တိုဘာလ2ရက်နေ့က တော်လိုင်းတက်တွေပူးပေါင်းတက်ခတ်ခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။ရွှေဘုံမြို့တောင်ပတ်မုတ် Good Brother ရုံကတဆင့်တကနန်းရွာတဲကို ဝင်လာခဲ့တဲ့စစ်ကြောင်းကိုအဲ့ဒီနေ့မနက်6နာရီခွဲအချိန်မှာတော်လိုင်းတက်တွေပူးပေါင်းပြီးပိတ်ဆို့တက်ခတ်ခဲ့တာလို့သိရပါတယ်။6နာရီကျော်ကြာတဲ့အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က တက်ကြကြီးစံထွေးအပါဝင်9ဦးသေဆုံးပြီးစစ်သား10ဦးခန့်ဒဏ်ရာရသွားတယ်လို့ရွှေဘုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်78တရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်စစ်တပ်ဘက်ကတက်ကြအဆင့်တဦးနဲ့စစ်မှုထမ်းတပ်သားတဲ့3ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့60မမကွန်မန်ဒိုပြောင်းတလက် MA3 တလက် MA1 တလက်60မမအဖူတဖူ RPG7 အဖူနှစ်ဖူကျောလွယ်ဂျမ်မာတစုံ 5.56G တရာတောင်းတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်နေချိန်မှာရွှေဘိုကာညာနာရုံးမှတက်ဆွဲထားတဲ့စစ်တပ်နဲ့ ရွှေဘုံမြို့အခြေဆိုင်အမှတ်နှစ်ထောက်ပို့တပ်ကလက်နက်ကြီးတွေဟာဝေဇာအမြောက်တွေနဲ့စစ်တပ်စစ်ကြောင်းကိုပစ်ကူပေးခဲ့ရာရွှေဘုံမြို့ကားကြီးကွင်းအနီးမှာရှိတဲ့အောင်မြေဖုံကြီးကျောင်းအတွင်းကျရောက်ပောက်ကွဲခဲ့တာကြောင့်အောင်မြေဖုံကြီးကျောင်းကကိုရင်၄ပါးပြန်လည်တော်မူခဲ့ပြီးကိုရင်၈ပါးတန်ရာရခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။ဒီစစ်စင်ရေးကိုရွှေဘုံခရိုင်တပ်ရင်း15 18 23 26 9906တူကဲသားဝီခန်နဲ့ ်ရွှေဘိုခရိုင်အမှတ်လေးတက်ရင်ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုင်းနယ်ငါပြည်သူ့ကာကွယ်ရေးအဖွဲ့တောဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများသလိုတော်လိုင်းတပ်တွေဘက်ကရဲဘော်နှုတ်ဦးကြာဆုံးပြီး၃ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆလဘီဒဇင်းနေမှာတိုက်ပွဲမရှိဘဲအကျန်းဖတ်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ်၁၈လုံးပျက်စီးပြီး၂ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဒဇယ်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်ပြည်သူပိုင်းအိမ်၁၈လုံးပျက်စီးပြီး၂ဦးဒဏ်ရာရသွားတယ်လို့ဒဇယ်မြို့နယ်ပကဖားကဒီနေ့အော်တိုဘာလ9ရက်မှာထုတ်ပြန်လာပါတယ်။အကြမ်းဖက်စက္ကစတပ်ဟာမနေ့အော်တိုဘာ၄ရက်နေ့ညပိုင်းနဲ့ဒီနေ့မနေ့အစောပိုင်းမှာလေကြောင်းကနေတိုက်ခိုက်ခဲ့တာတွေနဲ့ပတ်သက်လို့အတိအပြီးထုတ်ပြန်လာတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ဟာ ဒဇင်တွေကတာကရရွာနဲ့တာလကရွာကိုမနေ့9နိုင်ခွဲအချိန်မှာမိထီလာရှမ်းတဲလီတက်စခန်းကတက်လာတဲ့ jet fighter နဲ့တိုက်ခိုက်ခဲ့ပြီးဒီနေ့အော်တိုဘာလ9ရက်နေ့မနေ့အစောပိုင်းတနာရီအချိန်မှာဒဒဝူကတက်လာတဲ့ဝိုင်းတွဲလေယာဉ်နဲ့ဘုံသီးတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူပိုင်းနေအိမ်18လုံးပျက်စီးပြီးအရသာ2ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့နွား6ကောင်တေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာ အော်တိုဘာလ၁ရက်နေ့ကပဲဒဇင်မြို့နယ်ရှိတနေရွာကပြည်သူပိုင်ဆံတွေကိုလူယူသွားပြီးအိမ်အလုံး20ကျော်မိရှုဖျက်ဆီးခဲ့တယ်လို့တနေရွာနဲ့တမိုင်းကွာမှာရှိတဲ့ကပောင်းကြံရွာကစာတင်ချောင်းကို လေချောင်းကနေတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့စစ်ရေးသတင်းမှတ်တမ်းတွေအရသိရပါတယ်။အခုလိုအကြမ်းဖက်စစ်တပ်ကဒဇင်မြို့နယ်အတွင်းလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေအကြိမ်ကြိမ်လုပ်နေတာကြောင့်ဒေသနေပြည်သူတွေအနေနဲ့လေချောင်းအန်ရီကိုအထူးဂရုစိုက်နေထိုင်ကြဖို့တိုက်တွန်းထားပြီး စစ်တပ်ကလုံမဲ့တရားမဝင်ရွေးကောက်ပွဲကိုမဲမပေးခြင်းနဲ့ဒေါ်လန်ကြဖို့ဒဇင်မြို့နယ်ပကဖကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာဤခုနောက်ဆုံးစီးရဲတဲ့နေဖြင့်တီဘောမြို့ကိုစစ်တပ်ကလင်းရင်နဲ့ဘုံထပ်မှန်ကျဲတာကြောင့်ဖုန်ကြီးကျောင်းဖျားစီဒီတွေနဲ့လူနေအိမ်တွေပျက်စီးတဲ့သတင်းကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းက TNL တပ်သိမ်းပိုက်ထားတဲ့တီဘောမြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံထပ်ကျဲတာကြောင့်ဖုန်ကြီးကျောင်းဖျားစီဒီတွေနဲ့ ူနေအိမ်တွေပျက်စီးသွားတယ်လို့ဒေသတရင်ရင်းမြစ်တွေကပြောပါတယ်။အကြံဖက်စစ်တပ်ဟာတီဘောမျိုးကသူတို့ရဲ့တပ်စခန်းဟောင်းနေရာတွေဖြစ်တဲ့ခြေလင်းတန်ရ23အနီးအာထခါနှစ်ကျောင်းနဲ့ကျောင်းစုရွာကဖုန်ကြီးကျောင်းကိုမနေ့အောက်တိုဘာလ4ရက်ည8နာရီ22မိနစ်အချိန်မှာဘုံငါလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုတွေမှာအရက်သားပြည်သူတွေထိခိုက်မှုမရှိပေမဲ့ဖုန်ကြီးကျောင်းဖျားစီတွေနဲ့လူနေအိမ်တွေပျက်စီးသွားခဲ့ပြီးဒေသနေပြည်သူတွေဟာ ညဘက်ကြီးမှာပဲစူပောင်းဘုံခုနိုင်တဲ့နေရာတွေကိုရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့သိရပါတယ်။အကြံဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တီဘုံမြို့မှာရှိတဲ့ဘန္နာကျောင်းတိုက်တင်ကျောင်းဆောင်ဖျားစီတီတွေပျက်စီးခဲ့တယ်လို့မြို့နေပြည်သူတွေကပြောပါတယ်။ဒီတိုက်ခိုက်မှုမှာနေအိမ်ရှစ်လုံးလည်းပျက်စီးသွားတယ်လို့ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ရွှေဖီမြေသတင်းဌာနမှဖော်ပြထားပါတယ်။အကြံဖက်စစ်တပ်ကမနေ့ကတရက်ထဲမှာတင် ဒီဘုံမျိုးကို၃ချိန်ဘုံကျဲချခဲ့တာဖြစ်ပြီးအဆောက်အုံတွေနဲ့နေအိမ်များစွာပျက်စီးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါဗျ။အော်တိုဘာလ၂ရက်နေ့ည10:15မိနစ်အချိန်တုန်းကလည်းအကျန်းဘတ်စစ်တပ်ကဒီဘုံမျိုးနယ်တဲကစံဖိတ်ကျေးရွာမှာရှိတဲ့ကုမှုဒရာဟိုတယ်ကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တာကြောင့်အဆောက်အုံတစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့တောင်းတက် DNA လေးကထုတ်ပြန်ထားပါဗျ။ကျန်းဘတ်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပိုလှုပ်လာနိုင်ပြီးစစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းတွေကြားနေရတာကြောင့်တင်းရှောင်သွားသူတွေရှိသလိုမရှောင်နိုင်သေးတဲ့သူတွေလည်းသတိနဲ့နေကြရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောဆိုနေကြပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ